ကျွန်တော်တို့အတင်းနေရာ လုလုချင်စိတ်ပဲရှိတာပေါ့နော်။ကယ်ဆယ်ရေးပစ္စည်းတွေဆိုလို့ရှိရင်မစုံနေကြဘူး။ပြီးတော့ဒီလိုငလျင်နဲ့ပတ်သက်တာဆိုလို့ရှိရင်ဒီလောက်ကြီးမားတဲ့ဟိုကုနီယာမှုအတွေ့အကြုံကလည်းကျွန်တော်တို့မှာဟိုတအားကိုနည်းသေးရပေါ့နော်။ဒီဟာမျိုးဖြစ်တဲ့အခါကျတော့ကျွန်တော်တို့စီမှာကယ်ဆယ်ရေးပစ္စည်းမလုံလောက်မှုတွေရှိရအတွေ့အကြုံရှိရဆိုတော့ကျွန်တော်တို့ကဒီ မြန်မာနိုင်ငံမိသားတက်ဖွဲ့နဲ့နောက်ပြီးတော့ကျမတို့နဲ့အတူရှေ့ကစီနီယာတွေနဲ့ပူးပေါင်းပြီးတော့မှဒါကိုကူညီဖြေရှင်းရတယ်ပေါ့နော်ပေါ့နော်လာကြည့်တယ်ဘာမှမလုပ်ဘူးအဲ့လိုမျိုးမဟုတ်ပါဘူးအဲကျမတို့တွေအတက်နိုင်ဆုံးအကောင်းဆုံးဟိုဟာဖြစ်နိုင်ရင်တော့ကျမတို့အကုန်လုံးအရာပေါ့နော်ဟိုဆွဲထုတ်ချင်တာပေါ့နော်အရန်ဟိုပြောမပြတက်လောင်ပေါ့နော်ကယ်ဆယ်ရေးတက်တန်တလျှောက်မှာတော့ဒါကြီးကတော်တော်စိတ်မကောင်းစရာအရန်ဆိုရတယ်ပေါ့ ကဒီဖြစ်စဉ်စတဲ့နေပေါ့နော်အာဖြစ်စဉ်စတဲ့နေဆိုလို့ရှိရင်ကျမတို့သတင်းရတာ ਨੇ ကျမတို့တွေစပြီးတော့ဒီလောက်ပေါ့နော်ဘယ်နေရာမှာထိခိုက်မှုအများဆုံးလဲစပြီးတော့လေ့လာတယ်အာကျမတို့နေပြီးတော့ဒီပြင်မနာပျော်ပွဲမန္တလေးပေါ့နော်စခိုင်းဆိုတော့ကျမတို့တွေအာပို့ပြီးတော့ဟို area ပေါ့နော်ဖြစ်တဲ့ area နည်းနည်းကျယ်နေတဲ့မန္တလေးကိုစပြီးတော့တက်လာရပေါ့တခြား brighter မောင်နှမတွေကတော့အာဘယ်ဘယ်သွားမယ်ဘယ်သွားမယ်ဆိုတော့ကျမတို့က မန္တလေးပဲတက်မယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့အခွဲတွေခွဲပြီးတော့လာပြီးတော့အတူကြတာပေါ့အဲမန္တလေးကိုစပြီးရောက်တယ်ဆိုတော့ကျွန်တော်တို့အရင်ဆုံးပျော်ဖွယ်မှာအဲပိတ်မိနေတဲ့သူတွေဟိုသူတို့နည်းနည်းလေးအခုညီတောင်းနေဆိုရှင်လူရှင်ညာဆိုတဲ့သူတွေကိုကူရတယ်ပေါ့နော်အဲဒီနေရာမှာကျွန်မရှင်းပြချင်တာကကြတော့အဲကျွန်တော်တို့လာပြီးတော့မှအခုညီတောင်းတာရှိရပေါ့နော်ဒီဒီမှာဆိုလို့ရှိရင် body အဲ body ဖြစ်သွားပြီးအဲကွယ်လွန်သွားပြီပေါ့နော်ဒါကိုရအောင်ဆယ်ပေးပါဆိုတော့ အကူအညီတောင်းခံမှုနဲ့တစ်ဖက်မှာကျတော့အတန်ကြားနေရသေးတယ်အတန်ကြားနေရသေးတယ်ရှင်နေသေးတယ်ဒါကိုကျမတို့ဟိုခေါ်လို့ရှင်ရနိုင်တယ်ပေါ့နော်ဆိုတော့ဟိုကျမတို့ကအဲ့လိုမျိုးဆိုရင်တော့ဥစားပေးရမှာတော့ဟိုအသက်ရှင်တန်နိုင်ခြင်းရှိတဲ့သူဥစားပေးပြီးတော့ခေါ်ထုတ်ရတာဖြစ်တဲ့အတွက်ဒီကော်လွန်တူအပေါ်မှာကျမတို့ကခဏလေး စောင့်ဆိုင်ပေးရတာပေါ့နော်ဟိုဦးစားပေးအဆင့်လေးဒီလိုမျိုးလေးလည်းရှိပါတယ်ဟိုဒါရင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ကတခါတယ်ပေါ့နော်ပွင့်လင်းမြေသားစာရှင်းပြထားချင်တာပါနောက်နောက်ထပ်တစ်ချက်အခက်ခဲရကြတော့ကျွန်တော်တို့တွေအဲဒီပွဲလွန်တဲ့သူတွေရဲ့ body တွေကိုဆွဲထုတ်ပေးရပေါ့နော်ဆွဲထုတ်တယ်ဆိုတာကကျွန်တော်တို့ကမြေကြီးထဲမှာအဲရှိနေတာကိုဒီတိုင်းလေးပေါ့ပေါ့ပါပါဆွဲထုတ်လိုက်တာမျိုးမဟုတ်ဘူးဆိုတော့ငလျင်က ဒီ giant ပေါ့နော်ဆိုတော့ကြီးမားတဲ့ငလျင်ကြီးရဲ့နောက်ဆက်တွဲမှာဆိုလို့ရှိရင်အုတ်ခဲတွေဒီအဆောက်အုံပြိုကျမှုတွေနဲ့ပြိနေရတယ်ရှိတယ်။အဲ့ဒီထဲကနေကျမတို့ကဝင်ပြောမှကုညီတဲ့သူတွေလည်းဘေကင်းအောင်ပြီးတော့နောက်ဆက်တွဲပို့ပြီးတော့မဆိုးရွားသွားအောင်ပေါ့နော်အခြေအနေပို့မဆိုးရွားသွားအောင်ပြီးတော့ကွယ်လွန်သူရဲ့ဒီဂုံသိက္ခာ ပိုင်းအရာပေါ့နော်ကျမတို့ဟိုခန္ဓာကိုအကောင်ပကတိအတိုင်းအတက်နိုင်ဆုံးရအောင်ဆွဲထုတ်ရတာဖြစ်တဲ့အတွက်ကျမတို့မှာအချိန်ဆောင်ရတာရှိတယ်အဲကျမတို့အတင်းနေရာလုလုချင်စိတ်ပဲရှိတာပေါ့နော်ကယ်ဆယ်ရေးပစ္စည်းတွေဆိုလို့ရှိရင်မစုံနေကြဘူးပြီးတော့ဒီလိုငှက်လျင်နဲ့ပတ်သက်တာဆိုလို့ရှိရင်ဒီလောက်ကြီးမားတဲ့ဟိုကုညီရမှုအတွေ့အကြုံကလည်းကျမတို့မှာ ဟိုတအားကိုနည်းသေးရပေါ့နော်ဆိုတော့တာလီငလျင်ပကိုးငလျင်လောက်ဆိုရင်လည်းနည်းနည်းလေးအလန်းกว่าနေပြီပေါ့အဲ့တော့ဒီဟာမျိုးဖြစ်တဲ့အခါကျတော့ကျမတို့စီမှာကယ်ဆယ်ရေးပစ္စည်းမလုံလောက်မှုတွေရှိရအတွေ့အကြုံတွေရှိရဆိုတော့ကျမတို့ကဒီမြန်မာနိုင်ငံမိသားတက်ဖွဲ့နဲ့နောက်ပြီးတော့ကျမတို့နဲ့အတူရှေ့ကစီနီယာရေးနဲ့ပူးပေါင်းပြီးတော့မှဒါကိုကူညီဖြည့်ရှင်းရတယ်ပေါ့နော်ဆိုတော့ကျမတို့မှာဒီအတွေ့အကြုံတွေအရာရောကျမတို့ပူးပေါင်းဖို့လိုအပ်တာတွေအရာရောဆိုလို့ရှိရင် ကျမတို့မှာအဲ ကိုရီအဆင်ပြေဖို့အချိန်ပြန်ဆောင်ရတာရှိတယ်ပေါ့နော်လာကြည့်တယ်ဘာမှမလုပ်ဘူးအဲ့လိုမျိုးမဟုတ်ပါဘူးအဲကျွန်တော်တို့တွေအတက်နိုင်ဆုံးအကောင်းဆုံးဟိုဟာဖြစ်နိုင်ရင်တော့ကျွန်တော်တို့အကုန်လုံးအရာပေါ့နော်ဟိုဆွဲထုတ်ချင်တာပေါ့နော်ဒါပေမဲ့အချိန်လေးတွေဆောင်ရတဲ့ခါကျရင်လေဒါလေးနဲ့ပတ်သက်ပြီးတော့တောင်းပန်ချင်တယ်ပေါ့နော်ဒီအများစုကကြတော့ကိုလွတ်ပြေးရတာပေါ့နော်ပြေးရတယ်ဆိုတော့အချို့ကြီးဆိုအဝတ်အစားကြီးလည်းမယူနိုင်ဘူးဆာဝက်ဆာတန်ကြီးလည်းမယူနိုင်ဘူးဘာဆိုဘာမှမပါတော့ဘူးဆိုတော့နောက်တစ်ခုကကြတော့တို့တို့စီမှာ trauma ပေါ့နော် ဟိုစိတ်ဖိစီးမှုစိတ်ခံစားမှုတစ်ခုရှိသွားဆိုအိမ်ထဲမှာမနေရတော့ဘူးအဲအထက်မြင့်နေမှာမနေရတော့ဘူးနောက်ငလျင်ပြီးွားရင်နောက်ထပ်ငလျင်ထပ်လုံးမှလာဆိုရဲဟိုစိတ်တီးကသူတို့မှရှိနေတော့လေဒီလိုမျိုးပေါ့နော်လမ်းဘေးလေးတွေမှာအိပ်ရတယ်လမ်းဘေးလေးတွေမှာအိပ်ရတဲ့အခါကျတော့လေဘာမှမပါတော့ဘာမှမရှိ မယူမီလိုက်ဘူးဆိုတော့လေဟိုဒီလိုမျိုးတနေကုန်အရန်ပူထားတဲ့နေပြင်းပြင်းပေါ်မှာပဲတို့အမိုးမရှိအကာမရှိအိတ်ကြရတဲ့သူတွေတောင်ရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပထမဦးဆုံးဖျားရည်လူဖြစ်တယ်ပေါ့နော်ဖျားရည်နောက်ပြီးတော့ဒီဘက်မှာကြာချင်းအရန်ကြိုက်တာရှိတော့ဖျားချက်နာပေါ့နော်ဒါတွေလူဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ရေတက် တက်စားပေါ့နော်နေလဲပြင်းပြီးတော့မှဒီမျိုးဖြစ်တာဆိုတော့တက်စားလူဖြစ်တယ်။နောက်ကျမတို့ကလေးတွေအတွက်ပေါ့နော်။အာမုံကလေးတွေအာကျမတို့သူ့ပေးဖြစ်ပါတယ်။အဲနောက်ပြီးတော့ကျမတို့ထမင်းပေါ့နော်ထမင်းအဟာရလေးလူတယ်။အဲနောက်ထပ်ကျမတို့တက်နိုင်တဲ့ဖောင်တွေကအလှရှင်တွေရဲ့ပံ့ပိုးပေးမှုတွေအပေါ်မူတည်ပြီးကျမတို့အကောင်းဆုံးပေါ့နော်။သူတို့ဘာလိုအပ်လဲတစ်ချိန်လုံးကြည့်တယ်။အဲသူတို့လိုအပ်တဲ့ဟာကိုကျမတို့အကောင်းဆုံးဟိုကုညီပံ့ပိုးတယ်ပေါ့နော်။အဲ့ဒီအပြင်ကိုကယ်ဆယ်ရေးပေါ့နော်။ကယ်ဆယ်ရေးအဖွဲ့တွေဘာလိုလဲပေါ့။ အဲကျမတို့မှာပိုရှန်နာဆိုရင်ကျမတို့မျှဝေတယ်သူတို့မှာတကယ်လိုအပ်နေရဆိုလို့ရှိရင်ကျမတို့ကအဲအလူရှင်တွေအကူအညီတောင်းပြီးတော့ကျမတို့ပူပေါင်းပြီးတော့ဖြည့်ရှင်းဆောင်ရွက်တယ်ပေါ့နော်အခုကျမတို့အဖွဲ့မှာဆိုလို့ရှိရင်တော့ဒီတောင်ငူက Tea Rescue Team ဆိုလို့ရှိရင်အာရှောက်ဝေကစေးပစ္စည်းရှောက်ဝေကစေးကရှိအဲကျမတို့ကကြတော့ဒီ Thermal Imaging System လို့ခေါ်တဲ့အဲဒီခနာကိုအပူချိန်ကိုထောက်ပြီးတော့မှကျမတို့ဒီဖော်ရီဒီကိုရှာတဲ့ဟာနောက်ပြီးတော့လူပိတ်မိနေရရှင်နေရဆိုလို့ရှိရင်ဒီကျမတို့အပူချိန်နဲ့အလှမ်းပြီးတော့ထောက်ပြီးတော့ ရှာလို့ရတဲ့ဒီဖုန်းလေးတွေတော့ကျွန်တော်တို့မှာရှိရဆိုတော့ကျွန်တော်တို့အဲ့လိုမောင်နှမအသင်းတွေပူးပေါင်းပြီးတော့မှဝိုင်းပြီးတော့ဟိုကုညီဖြစ်တာပေါ့နော်ဆိုတော့ပို့ပြီးတော့လုပ်ငန်းလေးတွင်ကျဲပြီးတော့မြန်ဆန်နေပေါ့နော်ဟုတ်ဟိုကျမတို့တွေကကြတော့ပတ်စံရှိလို့အတင်းထောင်ထားကြတာမဟုတ်ဘူးလှုပ်ချင်စိတ်လေးတစ်ခုတည်းနဲ့ပဲဆိုတော့လေဒီတစ်ခေါက်ငလျင်ကတော့တကယ်ဟိုဟိုစိတ်ထဲမှာဆူဆူရွရွဟိုစိတ်စိတ်လဲဖြစ်စီတယ်အာပြီးတော့စိတ်မကောင်းလဲဖြစ်တယ်ပေါ့နော်ဟို တော်တော်လေးကိုစိတ်မကောင်းဘူးရောမကူညီရတဲ့တဘာဝဘေးတစ်ခုပါပဲဟုတ်အရန်ပြောမပြတက်လောင်ဘောနောစုနေရတယ်ဘောနောဟိုကဲရတဲ့ဒီကဲဆယ်ရေးတက်တန်တလျှောက်မှာတော့ဒါကြီးကတော်တော်စိတ်မကောင်းစရာအရန်ဆိုရတယ်ပေါ့